နေလိုက်ဝင်းရဲ့ internal serenity လို့အမည်ပေးထားတဲ့ဒေါ်တော်ပတိပြပွဲကို channel 24မြန်မာမှာရိုက်ကူးတင်ဆက်လိုက်ရပါတယ်။ဒီပြပွဲမှာတော့ပတိနေလိုက်ဝင်းကလူတွေတဏိတာမြတ်ဗုဒ္ဓမှာဝိကုပူဇော်နေကြရုပ်ဝိတ္ထုပစ္စည်းတွေပုံမှန်မြင်တွေ့နေကြမြတ်ဗုဒ္ဓရဲ့မျက်နှာတော်မဟုတ်ပဲဗုဒ္ဓရဲ့ဘေဘက်နှလုံးသားနေရာကိုပဲရွှေက ်အမောင်ဘက်ကိုအာသက်တန်ရေးဆွဲထားတဲ့တမူထူးကြတဲ့ဖန်တီမူလဲရပကြီးကားတွေကိုစိတ်ချင်လို့ပဲမြင်တွေ့ခံစားရမှာဖြစ်ပါတယ်အဲဒီဘွဲဆိုရင်ကျွန်တော်ရဲ့ဟိုဟာနှစ်ချိန်မြောက်ပေါ့နော်ဆိုလိုရှိုးလုတ်ပြတဲ့ဘွဲပေါ့အဲဒီဘွဲကိုစီစီပြတ်သွားတာလေဒီဟိုရှေ့မှာ ဟိုအုပ်စုဘွဲလေးတဘွဲပြီးွားတဲ့နေတော့ဒီဗုဒ္ဓနဲ့ပတ်သက်တဲ့ဟာလေးတကူပြကြည်နေဆိုတာနဲ့အဲ့ဒါနဲ့အဲ့ဗုဒ္ဓစီတွေရေးပြောင်းသွားတော့နော်အဲ့ဒါဟိုဒီကားဆိုရင်ဒီဘွာဘောဟိုမူရာဘောနော်မူရာဓမ္မစကြမူရာဆိုတာဒီဖျားမှာသူကတရားဥတရားဥတရားဥဆိုတာဗုဒ္ဓဖျားရဲ့ဒီဘွာမှာဒါဥဆုံးဟောတဲ့တရားဘောနော်အဲ့ဒါလေးကိုကျွန်တော်ဖော်ကျူးခြင်းတယ်ဘောနော်အဲ့လိုပြီးတော့ဒီအမွေးနိုင်တွေကကျတော့ဒီ ဖျောက်ပူဇော်တာအဲဒီဖျားတွေမှာတွေ့လေတွေ့တာရှိတယ်ဒီအမွေးတိုင်းလိုဖျောင်းတိုင်းလိုစီမီကိုရဲလိုအဲ့ဒါမျိုးလေးကျွန်တော်ကဟိုတေဂီတာဖျားတွေမှာပူဇော်တဲ့တေဂီတာပူဇော်မျိုးနဲ့ပေါ့နော်အဲ့လိုနဲ့ကျွန်တော်အဲ့လိုထည့်ပြီးတော့ရေးဆက်ဖြစ်လာတာပေါ့နော်အဲနောက်ချုပ်ကားလေးဆိုရင်လည်းဒီဗုဒ္ဓရဲ့ဒီပြောရင်တော့ဒီသင်္ကန်းတော်ပေါ့သင်္ကန်းတော်ဗုဒ္ဓရဲ့ဒီနှလုံးသားရှိတဲ့နေရာကိုပဲကျွန်တော်ကအဲ့လို crop ဖြတ်ပြီးတော့ဟိုပြောကျင်တော့ဒီဗုဒ္ဓရဲ့တရားတွေဟာဒီနှလုံးသွင်းရတဲ့ဆိုတဲ့ဟာမျိုးကျွန်တော်က အဲ့လိုသဘောမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တင်ပြပြီးတော့အဲ့လိုရေးဆွဲထားတာပေါ့အဲ့ဒီသဘောမျိုးလေးအအဓိကဒီဟိုပါပေါ့ဒီဘုံဒဗျာရဲ့ဒီသင်္ကန်းတော်ရွှေတွေဘာကြောဒီအမိုင်နဲ့အမောင်နဲ့ကြတော့ဒီဟိုပါဖြစ်တာပေါ့ဒီ mass ဖြစ်တာပေါ့နော်နောက်တစ်ခုကကြတော့ဟိုကျွန်တော်ကလည်းဒီကျွန်တော်ရေးတဲ့ပကြီးကအများစုကဒီအမောင်ဖက်ကိုသွားပြီးတော့ရေးတာပေါ့ဖြစ်တယ်ကျွန်တော်ကပဲအယောင်နဲ့နဲ့ပြင်းတာတွေဆိုတော့ကျွန်တော်သိပေါ့မဖြစ်ဘူးအဲ့တော့ကျွန်တော်ကလည်း fine ဆန်တာပေါ့ အကြည့်လိုက်ကိုကားလေးကိုငြိမ်နေတာတွေနည်းနည်းစိတ်ဝင်စားမှုကောင်းတာတွေအဲ့ဒီမျိုးကြောင့်ကျွန်တော်ဒီအမောင်ဟိုအဓိကကျွန်တော်ကျွန်တော်ဝိုင်းအော့ဖ်လန်တာပေါ့အေးအမောင်လေးရေးရတာအဲ့ဒီမျိုးဘာလို့စကဒီဘုရားမှာဒီကမှာသူကဘုရားပြောသလိုပေါ့ဟိုတော်တော်များများပစ္စည်းကြာရေးလိုက်တယ်ဘုရားမျက်နှာတော်တွေပါရေးတာများတယ်လေအဲ့ကျွန်တော်ကဟိုအဲ့ဒီဘုရားနဲ့ပတ်သက်ပြီးတော့အဲ့ဒီဒီလိုမျိုးတွေဒီရင်ညော့တွေဘုရားရဲ့ဒီနှလုံးနေရာလောက်ပဲအဲ့လိုဟိုရေးပြီးရေးရဆိုတာဟို ပြကျင်တာလည်းအဲ့ဒါမျိုးပဲပေါ့ဒီဖျားမှရှိတဲ့ဟိုဖျက်တယ်ပြီးဖျားမှဒီဟိုသူဖျားမှပူဇော်ဖျက်တဲ့ဟိုဟာပစ္စည်းပေါ့နော်ဖျောင်းတိုင်းဖျောင်းတိုင်းစီမီကွက်ဆိုစီမီကွက်အဲ့ဒါမျိုးမွေးတိုင်းဆိုမွေးတိုင်းအဲ့ဒါမျိုးတွေကျွန်တော်ကဟိုလူတွေတနေ့တာဖျားမှဝတ်ပြုတဲ့ပစ္စည်းတွေပေါ့နော်အဲ့ဒါမျိုးတွေနဲ့အဲ့အဲ့အဲ့ဒါလေးတွေကျွန်တော်ရေးဆွဲလိုက်တာပေါ့ဟိုတပိနောက်တစ်ခုကကျွန်တော်ကဟိုစီရီးကရေးရေးခဲ့တယ်အခုဒီပွဲအူဆုံးပဲရေးတာစီဗုဒ္ဓစီရီးကိုလေအဲ့လိုကျွန်တော်ပုံမှန်ကတော့ကျွန်တော် ကိုယ်စိတ်မှာပေါ်လာတဲ့အကြောင်းအရာကိုယ်စိတ်မှာပေါ်လာတဲ့အဲခံစားရတဲ့အားအဲ့လိုမျိုးရေးတာများတယ်အဲအဲ့လိုခုခုကျတော့ကျွန်တော်ကစီးပဲရေးဖြစ်တယ်ဆိုတော့ဟိုစီးရေးတာတော့ပြောက်ဘက်တစ်ခုမှာစီးရေးရကျတော့ကြည့်ရတာပိုရတာရှိတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုခုနပြောသလိုပေါ့ဒီဒီကြမ်းတကူကတော့ဟိုဒီပြောက်ဘက်တွေဘာတွေမှာကျတော့ဒီကြမ်းစီးရေးတွေပြပြီးပြတာပို့ပြီးတော့စင်ပြီးရေပေါ့နော်ကြည့်ရတာပေါ့အဲ့ဒီပေါ့ ေဗုဒ္ဓရဲ့တရားတော်တွေကလူသားတွေအငြင်းနှလုံးသွင်းထားတင်ပါတယ်ဆိုတဲ့သဘောတရားကိုပေါ်ကျူးပေါ်ပေါ်ရည်စွဲထားတဲ့ပကြီနီလာဝင်းရဲ့အီတာနယ်ဆရနတီလို့အမည်ပေးထားရင်ဒီပကြီပြောင်းဝေးကိုဘူအောင်ကျော်လမ်းမှာရှိတဲ့ The Calendar at Gallery မှာအောက်တိုဘာလ25ရက်နေ့မှာ29ရက်နေ့အထိကြာတာလည်းရရှိပါရဲ့ရှင်။